အားလုံးပဲမင်္ဂလာပါရှင်။မကြလားတဲ့ရင်ကြနေရဲ့မေလ29ရက်နေ့ရေဒီယိုစီစဉ်ဦးသက်ဆက်ပရမဖြစ်ပါရယ်။ ဝမ်မမျိုးကပြည်သူအများစုဆွရှောင်းနေကြတဲ့နောင်ချင်းဆွရှောင်းစခန်းမှာဆွရှောင်းရင်တော်စု300လောက်အထက်သူမိုးရေရေတကြီးလိုနေပါတယ်။ရှမ်းမီနယ်မြောက်ပိုင်းမုံစည်းတီတာမှာ MNDA ကနေပြစ်ခတ်တာကြောင့်အရသာတိုက်စုံတိုက်ခိုက်တဲ့ဖြစ်စဉ်အတွက်တောင်းဆိုချက်တချို့ကိုအချိန်နလားကြာကြာမြင်လာတဲ့အထိအကြောင်းပြန်လာတာမရှိသေးပါဘူး။မနက်ငယ်မှာတပတ်အတွင်းကိုဗစ်လူနာသစ်6ရောက်တွေ့ရလို့စစ်ကောင်စီရဲ့ကျွမ်းဝင်ဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။စားရိတ်တရင်ကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမှနေဖြစ်ပါတယ်။ ဝိုင်းမော်မျိုးဝပြည်သူအများစုဆက်ဆောင်နေကြတဲ့နောက်ချင်းဆက်ဆောင်စကမ်မှာဆက်ဆောင်အင်တော်စု300လောက်အတွက်သူမိုးရဲ့အရေးကြီးလိုအပ်နေလို့သိရပါတယ်။ထရီဇာကတင်ဆက်ပေးမှာပါ။မုကာနေတာမူထားတဲ့အတွက်လေပြင်းတိုက်ချိန်နဲ့မူကြီးရွာတဲ့အချိန်တွေမှာစုပြေကုန်တာကြောင့်တို့မိုးတွေကိုမူတွေးမရောက်မီရနိုင်ဖို့မျှော်လင့်နေကြောင်းနောင်ချိန်ဆေးဆောင်စကန်တာဝန်ခံကပြောပါရယ် န်ကောင်းပြီးတော့မုကာတဲ့တော့လာရဲ့တချို့ကမုကာနဲ့နေနေကြတော့လေလေအရန်တိုက်တယ်ဆိုတော့အဲ့ဒီမုကာကပြဲကုန်တယ်မိုးလဲယိုတယ်မုကာနဲ့နေတဲ့သူတွေကဆရာရဲ့အမြန်ပြောပေးပါလားဆိုတော့အခုကသူ့အရေးတကြီးလိုအပ်နေတယ်ကချင်းပြည်နယ်ဟာမိုးများတဲ့ဒေသဖြစ်တဲ့အတွက်အမိုးလုံးလုံးချုံချုံနဲ့နေနိုင်ရဲ့တွတ်မိုးအမြန်စားထိုးဖို့လိုအပ်နေတာပါ ။နောက်ချင်းစိတ်ဆောင်စကန်တမကဝိုင်းမော်မျိုးကစိတ်ဆောင်စကန်52ခုမှရှိတဲ့စိတ်ဆောင်တွေရဲ့အရာရည်တဲရင်တွေနဲ့မိုးကတွေလည်းဖြစ်စည်းလာပြီးဖြစ်တာကြောင့်မိုးမပေါ်မီပြန်လည်ဖြူပြင်းနိုင်ဖို့အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်။လက်ရှိနိုင်ငံရဲ့အခြေအနေအရဆီဆောင်စကမခိုလိုနေတဲ့ပြည်သူတွေဟာမိမိနေရက်ကိုပြန်ဖို့မဖြစ်နိုင်သေးတာကြောင့်ရေရှည်အတွက်တွမှုကပိုတင်တော်ကြောင့်လဲဆီဆောင်စကန်တာဝန်ခံကတုံ့တက်ပြောဆိုခဲ့ပါတယ် လက်ရှိနိုင်ငံရဲ့အခြေအနေအရဆေးရှောင်စကမောက်ခလုံးနေကြတဲ့ပြည်သူတွေဟာမိမိနေရက်ကိုပြန်ပို့မဖြစ်နိုင်သေးတာကြောင့်ရရှိအတွက်တွန်းမိုးကပို့တင်တော်ကြောင်းလည်းဆေးရှောင်တာဝန်ခံကသုံးသပ်ပြောဆိုခဲ့ပါတယ်။ဆေးရှောင်ပြည်သူတွေအတွက်စာနယ်ရေးခါထောက်ပံ့ငွေကိုပြည်နယ်ကောင်စီအစိုးရအဖွဲ့ကနေတယောက်ကိုတစ်လကျပ်နှစ်တောင်းစီဧပြီလကတည်းကထောက်ပံ့ပေးနေတယ်လို့လည်းသိရပါတယ်။ပလာမင်းတီမြောက်ပြပိုင်းတခြားကချေရွာတွေဖြစ်တဲ့လပောင်နောင်ချင်းအင်ပောင်ဟန်ကော ငံကမ္ဘောကွေထူခိုင်ရန်စားရကျေးရွာအတွင်မှဆေးဆောင်စက42နေရာဖွင့်လက်ကလူဦးရေနှစ်တောင်းကျော်ခိုလိုနေကြတာဖြစ်ပါတယ်ဆီရှောင်းစကန်ဒူမှာခိုလိုနေကြတဲ့ဆီရှောင်းအင်းချေ2400ဟာဝိုင်းမော်မျိုးနဲ့မြို့အနီးအနားကခြေရွာတွေကနေမနိကမတ်လ9ရက်နေ့ကအစတင်ဖြစ်ပွားခဲ့တဲ့ KIA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီရဲ့တိုက်ပွဲကြောင့်တင်းချောင်ခေကြရတဲ့သူတွေဖြစ်ပါတယ်။ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956333တနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမုံစီဒေသမှာ MNDAA ကနေပြစ်ခတ်တာကြောင့်အရသာတိတ်ဆုံးထိခိုက်တဲ့ဖြစ်စဉ်အတွက်တောင်းစုချက်တချို့ကိုအချိန်နလားကြောင့်ကြမြင်လာတဲ့အထိအကြောင်းပြန်လာတာမရှိသေးတာကြောင့်ဒေသခံတွေစိုးရိမ်နေလို့သိရပါဗျ။ဆက်စိုင်းကတိဆက်ပေးမှာပါ။ တစ်ခတ်မှုကျလွန်ခဲ့သူတွေကိုအပြစ်ပေးအရေးယူတာနဲ့ဆေးကုသစိတ်တွေအပြင်ဒေဆုံးသွားသူတွေနဲ့ထိုက်တင်တဲ့တံဖိုးပုံလက်ခါစတာတွေနဲ့ပတ်သက်ပြီးအကြောင်းပြန်လာတာမရှိသေးတာကြောင့်အရေးမယူဖြစ်သွားမှာကိုစိုးရိမ်နေရလို့ဒေတာခန်သူဦးကပြောပါရယ်အမှုကိစ္စတွေဖြေရှင်းပြီးမှယူဖို့ပြောဆိုထားတဲ့ရွှေတူးဖော်ရနေရာကဘက်ဟိုနဲ့ကားတွေကိုတော့ယူသွားကြပြီဖြစ်တယ်လို့သိရပါရယ်လက်ရှိအဲ့ဒီနေရာမှာတော့သဘောတူပေးခဲ့တဲ့အတိုင်းရွှေတူးဖော်မှုတော့မရှိဘူးလို့လည်းဆိုပါရယ် ပြစ်ခတ်မှုကြောင့်ထိခိုက်သွားတဲ့အရတားတွေဟာဆေးကုသခံယူနေချိန်ကဆေးကုသရှိိတ်တွေကိုခြေယူထားတာဖြစ်ပြီးဆေးုံဆင်းတဲ့နောက်ကုန်ကျစရိတ်တွေကို MNDA ဘက်တင်ပြထားတာလို့ဆိုပါရယ်အဲ့ဒီဖြစ်စဉ်အတွင်ထေဆုံးသွားတဲ့အရတား6ဦးရဲ့ကုသွင်းမြုံနံတဲ့ကုန်ကျစရိတ်တွေနဲ့တားမြစ်ထားတဲ့နေရာမှာလဲနောက်နောက်ရွှေမတူးဖို့ကိုတော့ MNDAA ခရိုင်ရုံးကတာဝန်ယူပေးပြီးသဘောတူပေးခဲ့ပါရယ် မုံစီဒေတာအတွင်းကရွှေမတူဖော်ဖို့တမ်းချတဲ့နမ်လင်ခပဝင်းကျဲမှာကိုကန်တက် MNDA ကရွှေတူဖော်နေရာကြောင့်ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကကျေးဝါကော်မတီဝင်တွေတွားရောက်တမ်းမြင်ရာကနေအခြေတင်ဖြစ်ပွားခဲ့ပြီးကိုကန်တက်ဘက်ကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်အရတား6ဦးတေဆုံးပြီးတော့6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတပတ်အတွင်းကိုဗစ်လူနာသစ်6ရောက်တွေ့ရလို့စစ်ကောင်စီရဲ့ကျမရင်ဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။မေလ18ရက်နေ့ကနေ25ရက်နေ့အထိထပ်ခွဲနမူနာစုစုပေါင်း1954ခုကိုစစ်ဆေးချိန်အဲဒီလူနာသစ်တွေကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာတွေဖြစ်တဲ့ဖျားရာ၊နာစီရာ၊နာချေရာ၊ချောင်းဆိုးရာ၊လေပင်းနာရာစာရီလက္ခဏာတွေရှိတဲ့သူတွေအနေနဲ့လူကျွတ်တဲ့နေရာတွေကိုသွားရတာကနေရှောင်ကျဉ်ချဖို့လည်းထုတ်ပြန်ထားပါတယ်။ ချောင်းပြန်လူထူထပ်တဲ့နေရာတွေကိုမဖြစ်မနေသွားမယ်ဆိုရင်ပစက်နဲ့နှကောင်းစီမော့စကိုစနေတကြားဝစင်ဖို့လေးတိုက်တွန်းထားပါရယ်စကောင်းစီရဲ့ကျမရေဝန်ကြီးဌာနအနေနဲ့ကတော့ယောဂကုသခံရရင်ယောဂပြန်တန်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင့်မားတဲ့သူတွေကိုယောဂထပ်ဆောင်ကောက်ွယ်စေကိုဦးစားပေးအနေနဲ့ထုံနှံပေးသွားမယ်လို့ဆိုပါရယ်အစီအတိုရမယ့်သူတွေကတော့အသက်ရွယ်ကြီးသူတွေအသက်60နှစ်နဲ့အထက်စီချိုယောဂနာတာရှေအဆုတ်ယောဂကင်ဆာယောဂရှိသူတွေကိုဝန်ဆောင်မိခင်တွေဖြစ်တယ်လို့သိရပါရယ် အင်းဒီချန်တာနိုင်ငံမှာတော့အခုနှစ်ဇန်နဝါရီလ၃ရက်နေ့ကနေမေလ18ရက်နေ့အထိကိုဗစ်ရောဂါဖြစ်ပေါ်သူဟာတသိန်းကျော်ရှိပြီးရောဂါကြောင့်သေဆုံးသူ26ယောက်ရှိခဲ့တယ်လို့လည်းစစ်ကောင်စီရဲ့အကြမ်းရင်ဝန်ကြီးဌာနကသိပေးထားပါတယ်။စစ်ကောင်စီကတော့မြန်မာနိုင်ငံမှာကိုဗစ်စတင်ကူးစက်ချိန်ကနေခုနှစ်မေလ25ရက်နေ့အထိကိုဗစ်ဖြစ်ပေါ်သူ6သိန်းကျော်ရှိခဲ့ပြီးသေဆုံး1000နီးပါးရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ က်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုကြိုးစားနိုင်မဲ့ self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြံမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းဥပံမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာ ့ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှင်းလက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထိအတွေ့မြင်ကွင်းတွေကိုဂီယူတဆိုင်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာ ပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတရိစံလေးတွေနဲ့ဆောက်ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရီးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသော အနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ ီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်ရေတက်ပြေးဝအောင်အာဟာရပြေးဝအောင်စားသောက်ဖို့လိုအပ်ပါတယ်6ကိုလက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်းတာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်တင်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်တင်ပါတယ်။၁၁ ရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ျွန်တော်သတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်းချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။